From the hills of Shan to the Iraqi shore, there's a voice that guides us. She's the one we all adore. When the skies turn gray and the monsoon's on its way, Susu San, -su you help us through each and every day. Oh, Susu San, -su you know just when it's coming. Rain or shine, you keep the farmers running. Your words of wisdom, they got us through the years. feels for me and my weather paddy fields grow farmers look to you cause they trust you and they know when the weather changes when the storm begins to rise so so sad will warn us and we'll be ready for the skies နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်ဧပြီလ15ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်တိမ်အထင်အင့်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပါသည် ယနေ့ညနေအထိခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာအနှံ့အပြားနေပြည်တော်မန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစိတ်စိတ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနှင့် ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ခြုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးအရင်ပြည်နယ်ချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း မိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်ရှင့်နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာမည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမည်။ရွာရန်ရာနှုန်း80ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တိမ်အထင်းအင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမည်။ရွာရန်ရာနှုန်း80ဖြစ်ပါသည်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမီ ရွာရန်ရာနှုန်း80ဖြစ်ပါသည်။